ရခိုင်ပြည်ကြောက်ဖြူမြို့နယ်တိုင်ချောင်ကျေးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းတစ်ခုကိုအောက်တိုဘာ24ရက်ညနေပိုင်းကအာရခတပ်တော် AA ကဂျားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကြောင်းထောက်ဝက်ခန့်ကြာဆုံသွားခဲ့တဲ့အတွက်လေကြောင်းကနေတိုင်ချောင်းရွာကိုအကြိမ်ကြိမ်ပုံလာကျခဲ့တယ်လို့သတင်းရရှိပါတယ်။ ရခိုင်ပြည်ကြောက်ဖြူမြို့နယ်တိုင်းချောင်းကျွရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်စစ်ကြောင်းတစ်ခုကိုအော်တိုဘာ24ရက်ညနေပိုင်းကအရခတ်တပ်တော်အေအေကဂျားဖြတ်တိုက်ခိုက်ရာစစ်ကြောင်းထောက်ဝက်ခံကြဆုံသွားခဲ့တဲ့အတွက်လေကြောင်းကနေတိုင်းချောင်းရွာကိုအကြိမ်ကြိမ်ပုံလာကျခဲ့တယ်လို့သိရပါတယ်။ စစ်တပ်ကအကြအဆုံးများခဲ့တဲ့အတွက်တိုင်းချောင်းရွာကိုတောက်ကြနေညနေပိုင်းမှာတစ်ကြိမ်စနေနေ့မနက်ကို နှစ်ကြိမ်စစ်တပ်လီတပ်ကဂျက်လီရင်တွေနဲ့ပေါင်900ဘုံတွေကျေချခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်တောက်ကြနေညနေပိုင်းမှာစစ်တပ်ဘုံကျဲတာကြောင့်တက်ကြီးပိုင်းတအူထိခိုက်ဒဏ်ရာရခဲ့ပြီးနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါဗျာ။ စနေနေ့မနက်ပိုင်းမှာစစ်တပ်ကဘုံနှလုံးထပ်မံလာကျခဲ့တဲ့အတွက်တိုင်ချောင်းရွာကမောင်ငင်းချန်းစိုး15နှစ်နဲ့ကိုစောဝင်းနိုင်16နှစ်တို့ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။တိုင်ချောင်းရွာကကြောက်ဖြူဆိုင်ချောင်းတစ်ပုတ်တောင်လမ်းစုံမှာခက်မှန်းကြီးနှစ်မိုင်ခန့်သာဝေးရာကြောင့်စစ်တပ်ကအဲ့ဒီရွာဘက်ကိုစစ်ကြောင်းထိုးလာစဉ်အေအေကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ မနေ့နေ့လေကလည်းလေချောင်းကနေအမ်းမျိုးကိုဘုံးလာကျဲခဲ့တဲ့အတော့ရွာဟောင်းရက်ွက်ကချင်းလူမျိုးအသက်၉နှစ်အရွယ်စလိုင်းသိန်းစော်တန်းဒဏ်ရာရရှိသွားခဲ့တယ်လို့သိရပါတယ်။စစ်တပ်ကအကြအဆုံများခဲ့တဲ့အတော့အတိုင်းချောင်းရွာကိုတောက်ကြနေညက်နေပိုင်းမှာတစ်ကြိမ်စနေနေ့မနက်မှာနှစ်ကြိမ်စစ်တပ်ကဂျက်လီရင်တွေနဲ့ပေါင်900ပုံးတွေကျဲချခဲ့တယ်လို့သိရပါတယ်။